Hello မင်္ဂလာပါအိမ်တော်ရှင်လေးများခင်ဗျာချစ်ချစ်ခင်ခင်နဲ့နေထိုင်တဲ့အချိန်မျိုးမှာဆိုလို့ရှိရင်เนาะချစ်ချစ်ခင်ခင်နဲ့နေထိုင်တော့မယ်ဆိုလို့ရှိရင်ကြံတဲ့အတွေးတွေခေါင်းထဲကနေအကုန်ထုတ်ပလိုက်ပါเนาะအကုန်ထုတ်ပလိုက်ပါယောက်ျားတော်၎င်းမိန်းမသည်တော်၎င်းเนาะနှစ်ယောက်စလုံးကပုပွင့်နေနေနဲ့ပြောဆိုတမ်းမယ်เนาะသူ့အကြိုက်ကိုယ့်အကြိုက်เนาะသူ့ရဲ့လိုအပ်ချက်เนาะကိုယ့်ရဲ့လိုအပ်ချက်တွေကိုဟိုတော့ဟိုတယောက်နဲ့တယောက်တိဖို့လဲအရန်အရေးကြီးတယ် ဟိုပြော့ပြဖို့တဲ့အရေးကြီးတယ်နော်ဟိုရှက်စရာလည်းမလိုဘူးအားနာစရာလည်းမလိုဘူးနော် तू ကတော့အသက်ကြီးလို့ तू ကတော့အသက်ငယ်လို့ငါပြောလိုက်ရင်ငါငါ့ကိုများအထင်သေးွားမလား तू तू ကိုငါငါဖြစ်ချင်တာပြောလိုက်ရင်တော့သူကလည်းငါ့ကိုအထင်သေးမှလို့တယောက်တပြန်စီဂုံတိတ်ခါကြီးတွေထိန်းပြီးတော့အဆက်အကျောက်တွေကိုထိန်းပြီးတော့နေပြီးတော့ဟိုအလုတ်သဘောအရတာပြုတ်ကျင့်ပြီးတော့အတူနေထိုင်မယ်ဆိုလို့ရှိရင်ဒါအဆင်မပြေတဲ့အိမ်တော်ကြီးက ကြာလာရင်ဖြစ်သွားမှာเนาะအဲ့ဒီအတွက်ကြောင့်အတူနေထိုင်ပြီးချစ်ချစ်ခင်ခင်နဲ့လွတ်လွတ်လပ်လပ်နေထိုင်ပြီးဆိုတဲ့အခါမှာเนาะရှိသမျှအတွေးတွေအလုံးခေါင်းထဲအထုတ်လိုက်ပါတယောက်နဲ့တယောက်ဒီအရင်းနှီးဆုံးလူများဖြစ်တဲ့အတွက်ကြောင့်အတူနေထိုင်ရင်းဖြစ်တယ်เนาะရှက်စရာလည်းမလိုဘူးတယောက်နဲ့တယောက်ကြောက်စရာလည်းမလိုဘူးချိန်စရာလည်းမလိုဘူးเนาะအားနာစရာလည်းမလိုဘူးတယောက်နဲ့တယောက်အပေးယူမျှဖို့ပဲအရေးကြီးတယ်သူ့အကြိုက်ကိုကိုသိရမယ်ကိုအကြိုက်ကိုသူ့သိရမယ် သူ့ဆန္နာကိုပြည့်ွားတဲ့အထီကိုကိုကကိုကဟိုပြုစုနိုင်မယ်ကိုဆန္နာကိုပြည့်ဖို့လည်းသူ့ကိုဟိုပြောပြတဲ့အခါကြောက်လို့ရှိရင်တယောက်နဲ့တယောက်ကအပေးယူမျှတမယ်အဆင်ပြေမယ်ဆိုလို့ရှိရင်တာယာတဲ့လင်မယားနှစ်ယောက်ဖြစ်ပြီးတော့ဟိုအဆင်ပြေတဲ့အိမ်တော်ရင်းဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးအတွက်ကအရန်အရေးကြီးပါတယ်အိုးထမင်းစားသူလိုပေါ့လေဟင်းကောင်းကောင်းနဲ့ထမင်းစားရတဲ့အခါမျိုးကြလို့ရှိရင်အိမ်မှာပြည့်ပြည့်စုံစုံနဲ့ မရေရှက်ရင်နဲ့စားတဲ့ခါကျရင်ရောက်ရဲတင်းတိမ်သွားပြီးတော့အိမ်ရထမင်းဟင်းကိုပဲအားရပါအမြဲတမ်းစားကျင်နေကြတယ်မိမရဲ့လက်ရော်ပဲအဲအိမ်မကပြီးပြီးရောဟိုမိမနော်ဟိုထမင်းဟင်းဖြစ်တယ်လို့လောက်ကလေးပဲသူတို့လုတ်ပေးတဲ့သဘောလောက်ကလေးပဲအမြဲတမ်းဟိုကျွေးနေမယ်ဆိုလို့ရှိရင်တင်းနေမှုမရှိဘူးအရသာထိသွင်းမှုမရှိတဲ့ခါကျတော့အပြင်ထမင်းဆိုင်တွေမှာကောင်းလို့ရရလေးအစားအသောက်တွေထွက်စားတာမျိုးမျိုးဖြစ်သွားနိုင်တယ်အဲ့အတွက်ကြောင့်အိမ်တောင်ချင်းအမျိုးသမီးအမျိုးသားတွေက ကိုဆန္ဒသူဆန္ဒပြေဝဖို့ရှက်เสียမလို့ကြောက်เสียမလို့အားနာစရာမလို့ပွင့်နေမှာเนาะတရားတရားညှိနှိုင်းမှာပြောပြပါတင်ပြပါเนาะပြည့်စုံအောင်လို့ကိုကပြည့်စုံပေးမယ်ဆိုရင်ကိုနားမှာပဲအမြဲရှိမယ်ကိုရှိမှာပဲသဘောကျမယ်အပြင်ကိုရောက်မသွားပါဘူးเนาะအပြင်ကိုလုံးဝရောက်စရာအကြောင်းမရှိဘူးကိုဒီအမြဲတမ်းယောက်ျားရဲ့ပိတ်ဆက်မှုကိုလည်းကိုရမယ်ကိုကလည်းယောက်ျားကိုပိတ်ဆက်မှုတွေအပြည့်ဝပေးနိုင်မှာဆိုရင်အဆင်ပြေတဲ့မိသားစုအင်တာရင်းဖြစ်မယ်တာသမီတွေဘလောက်ရှိရှိเนาะ ဟိုတသမီမျက်နှာမထောက်ပဲပြစ်သွားတဲ့လူတွေအများကြီးရှိတယ်ဒါဆန္ဒမပြည့်တဲ့လူတွေအဲ့တော့ဆန္ဒပြည့်အောင်မိမတွေကဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်လို့